Hello အားလုံးမင်္ဂလာပါ Good Football Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့ Super Sunday ပေါ့နော် Super Sunday မှာလည်းပွဲတွေဒါ18ပွဲလောက်ရှိပါတယ်အဲ့တော့မနေ့ကစနေညတော့ကျွန်တော်ညီကိုတွေအကုန်လုံးအဆင်ပြေလိမ့်မယ်လို့ယူဆပါတယ် Member 1ကျွန်တော်9ပွဲ9ခွက်ပေးတယ်ပေါ့နော်9ခွက်မှာ2ခွက်ပဲကြာတယ်6ခွက်နိုင်တယ်ဗန်ဖရီတစ်ဆိုလဲ3ခွက်ပေး3ခွက်ဆိုလုံး all win တယ်ပေါ့နော်ဒါပေမဲ့ online test တော့အဆင်မပြေပါဘူးဒါပေမဲ့ online test ကြီးကျွန်တော် amount short ထိုးခိုင်းတဲ့ ထိုးခွက်တွေဖြစ်ပါတယ်ပြီးတော့ရှေ့ရက်တွေမှာလည်းနိုင်ရတာဆိုတော့အရန်ကြီးတော့ဒါဆင်မပြေမဖြစ်တော့ဘူးလို့ယူဆတယ်ပြီးတော့မောင်းလဲလင်းတင်မောင်းတကယ်ပေါက်ခဲ့တယ်ပေါ့နော်အဲ့တော့မနီကတော့ကျွန်တော်ကြိုက်ဆုံးကတော့ဒါဖူဟန်ပေါ့ဖူဟန်ကိုဒါဆန္ဒလန်လက်ရှိကားရဖောင်ကောင်းနေတာနဲ့ကြေးလည်းမပေးဘူးဖူဟန်အနေနဲ့လည်းဒါလက်ရှိမှာတန်တင်းလုံးအပေါ်မှာရက်တည်နေတာဆိုတော့ဒီပြလည်းပြုတ်စော်နန်းနေပြီပေါ့နော်အဲအကြောင်းဖူဟန်ကိုလုံးဝကြိုက်ခဲ့တယ်ကိုအောက်လည်းကြိုက်တယ်ဒါပေမဲ့ကိုအောက်ကဖူဟန်ရင်းဆွတ်လောက်သွားမှာဆိုလို့ risk များလို့မပေးလိုက်တာပေါ့နော်ဖူအန်တကြောင်းနဲ့ပေးတယ် member fee ရောပေးလိုက်တယ်ပေါ့နော်ပြီးတော့ဘာစီလိုနောက်ပွဲပေါ့ဘာစီလိုနောက်ပွဲကကျွန်တော်တည်ထားတာက Frankfurt နဲ့ Champion League ဒါဒီဇင်ဘာမှာကံမဲ့ပွဲကြမှာ Lugan Queen မှာစကံမယ်လို့တည်ရင်အရင်တည်ထားအဲ့တော့ကျွန်တော်အဲ့ပွဲကြတော့ goal ပေါ်ပေးမယ်ပေါ့နော်ဒီလိုမျိုး Queen တစ်ဖွင့်ပွဲတွေဘာမျိုးဆိုရင်ပြန်ပြီးတော့ဒါ Queen တစ်တွေဘာအဲ့လိုမျိုးဖွင့်ပွဲပါညာဆိုရင်ဟိုအင်ရှင်တင်းကနိုင်တဲ့တယ်ဗျာပိတ်တဲ့ဖြိုးပြမှုအန်တာတိတ်မန့်လောက်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်က ဟိုအိုက်ပွဲပြီးမယ်ပါဒါမဲ့ကျွန်တော်ဘာစီဇွန်နောက်ပွဲလိုင်းထွက်တော့ကျွန်တော်တွားကြည့်ရတဲ့အချိန်မှာဖူမှုမှာရေးထားဒီနေ့ကနူကန်မှာပြန်ကန်မယ်ပေါ့နော်ရေပေါင်း900ကျော်နောက်ပိုင်းမှာနူကန်ပထမပြန်ကန်မယ်ပွဲဆွဲ information ကိုကျွန်တော်တိလိုက်တဲ့အချိန်မှာချက်ချင်းပဲကျွန်တော်ဘာစီဇွန်နာနဲ့ goal ball ကိုကျွန်တော်ချက်ချင်းလာပို့တယ်ညီကိုတို့ free မှာလည်းပို့ပြီးတယ်မန်မာမှာလည်းကျွန်တော်ပို့ပြီးတယ်ပေါ့နော်အော်လိုင်းထွက်ပြီး7:59မှာကျွန်တော်လာပို့အဲ့တော့အဲ့ဒီနှစ်ကွက်ကလည်းလုံးဝအလွတ်ကျွတ် ဒါရပါလိမ့်မယ်เนาะအဲ့လိုမျိုးဆိုရင်မှတ်ထားပေးပါเนาะအဲ့လိုကွင်းတစ်ဖွင့်ပွဲတို့အဲ့လိုမန်နေဂျာတစ်ရောက်တာလို့တကယ်လီဂျန်ကစားသမားတွေရောက်တဲ့ပထမဆပါမဲ့ပွဲစဉ်မျိုးတို့ဒါမနေရဆိုရင်မိုနာကိုနဲ့ရန်နစ်ပွဲဂိုးပေါ်ဘိုင်းအောင်ကြိုက်ရတယ်ပေါ်ပါစကွတ်မှာဆပါမယ်လို့ပြောထားတဲ့တင်ကျွန်တော်တိထားလို့အဲ့အောင်ကျွန်တော်ဂိုးပေါ်ကြိုက်ခဲ့အဲ့တော့ရန်နစ်ဂိုးပေါ်ကျွန်တော်ရခဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော် like ပြီး like ချောင်းရတာချောင်းတဲ့ခါမှလည်းဒါမနေ့ကဆိုမှန်ငယ်မှုရှိခဲ့တယ်ကျွန်တော်အကျိုးမြတ်တွေများခဲ့တယ်ပေါ့နော်ကဲတော့ဒီနေ့တော့ဒါပြည်မြလေးကပွဲကနှစ်ပွဲပဲကျန်တော့မယ် ်အဲဘွန်နယ်လီကဆိုရနှစ်ပွဲပါဒီဖိုင်ကတော့ကျွန်တော်ပထမဖိုင်ဖြစ်တယ်နောက်တစ်ဖိုင်ကျွန်တော်ထပ်လုပ်မယ်ဒီဖိုင်မှာဆိုရင်ပြီးမြားလီပြောပေးမယ်စီရီပြောပေးမယ်ဘွန်နယ်လီကပြောမယ်ပြောပေးမယ်နော်နောက်ဖိုင်ကတော့စပိန်နဲ့ပြင်းတိလီကူဝမ်ပြောပေးပါမယ်အဲ့တော့ကျွန်တော်စလိုက်ကြရအောင်အပနာလုံးပွဲကတော့ Leaf United နဲ့ Aston Villa ၈နိုင်ကွဲမှာစကင်မယ် Aston Villa ကလည်းပဲ25ပြားရှုံးဝေကွင်းကနေပြီးတဲ့နှလုံး60ရှုံးဒီ body ဂျင်းန်းကိုပေါင်းဂျင်းန်းကိုကြီးလိုက်တာနဲ့ကျွန်တော်တို့ဒီဒါ1-1သွားမလား0-0သွားမလား တေလောက်ပဲပေးကျင်တယ်ဘော်ဒီမှာဆိုရင်လည်းကိုပေါင်းမှာဆိုလည်းဝမ်ဝမ်စီစီထက်ဖို့မပေးကျင်တဲ့သဘောမျိုးတွေ့ရတယ်။အော်ဒီပွဲကကိုပေါင်းအောက်သွားဖို့ရခိုင်တော့များတယ်။အဲနောက်တစ်ခုကကျွန်တော်မနီကပြီးများလေးပွဲစဉ်ကိုပြန်ကြည့်မယ်ဆိုရင်ဆန်နာလန်နဲ့ဖူအန်ကိုအောက်တယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ချက်စီပွဲအစောပွဲ ကိုအောက်တယ်။ပြခစ်တဲ့ဘဲလေးကိုရတာ၃ဘဲကိုအောက်တယ်ပေါ့နော်ကျန်တဲ့၄ဘဲကခူပေါင်းအပေါ်တက်သွားတယ်နော်အဲ့တော့ ဒီနေ့မှာလည်းနှစ်ပွဲရှိရယ်နှစ်ပွဲစလုံးကိုပေါင်းတော့မအောင်နိုင်ဘူးတပွဲအပေါ်တပွဲအောက်ဒီလိုပုံစံမျိုးလေးတော့လာနိုင်တယ်လက်ရှိဖွင့်ထားတဲ့ကြီးလေးအရာဆိုတော့ဒီမြောက်လန်ဒန်ဒါဘီဖြစ်တဲ့အာဆင်နယ်စပါးပွဲစဉ်ကကိုအပေါ်တက်သွားနိုင်ကြီးပုံများတယ်ဒီအက်စတရမီလာနဲ့လီဖ်နိုင်တဲ့ပွဲစဉ်ကကိုပေါင်းကြီးပုံနှူးတဲ့အတွက်ကိုပေါင်းအောက်သွားနိုင်ကြီးများတယ်ပေါ့နော်အော်ဒီပွဲမှာကျွန်တော်ကိုပေါင်းအောက်လေးကိုအဓိကကြိုက်တယ်ဘော်ဒီမှာဆိုရင်တော့အက်စတရမီလာလက်ရှိပေးထားတဲ့ကြီးက နုနေတယ်လို့ကျွန်တော်ယူဆတယ်လက်ရှိ current form အရာကိုအမက်ပီးဇရာအရာကိုကြည့်မယ်ဆိုရင် Aston Villa ဒီအမက်ပီးဇရာမှာ6က6မှာရှိတယ် Leaf Knight ကအစဉ်16မှာရှိတယ်6ကနေ16ကိုပေးရကြည်တန်းဒီနုလေလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲအကြောင်းကျွန်တော်ဒီဘွဲမှာ out thin ancient leaf knight တဲ့ကြိုက်တယ်ဘိုးပေါင်းအောက်လေးကျွန်တော်ကြိုက်ပါတယ်နော်ကျွန်တော်ဇီဇီဝမ်ဝမ်လောက်ပဲမှန်းပါတယ်အဲအရင်ကြီးကြိုက်တဲ့ထိုးကွက်ထဲတော့မပါဘူးပေါ့ဒီထိုးကွက်တည်းကဟိုမောင်းတဲ့လောက်ပဲဆော့ဖို့ချန်ပြီးကျင်နေပြီ အက်စတရမီလာအနေနဲ့ဒါပြီးလို့ချင်းယူပါလီမှာရန်ပွိုင်းကိုဒါဥရောပပွဲတင်ကစားဖို့ရှိတယ်ပေါ့နော်အဲဒါကြောင့်လည်းပါတယ်ကျွန်တော်ကိုပေါင်းအောက်ကြိုက်တယ်ပြီးတော့အင်ရှင်အောက်တင်လိဖ်နိုက်တဲ့ကြိုက်ပါတယ်နောက်တစ်ပွဲကတော့မြောက်လန်ဒန်ဒါဘီပေါ့နော်ဒီနေ့ပွဲဒီနေ့စူပါဆန်ဒေးမှာအကောင်းဆုံးပွဲလို့ပြောလို့ရတယ်အာဆင်နယ်နဲ့စပါဖြစ်ပါတယ်အာဆင်နယ်ကလက်ရှိမှာတလုံး35ပြားရှုံတလုံး85ပြားနိုင်စတဲ့ဂျီနဲ့ရှင်မယ်ဆိုတော့ဘော်ဒီဂျီတန်းရောကိုပေါင်းဂျီတန်းရောပြုတ်ကြလာတယ်ဘော်ဒီဂျီတန်းတလုံး60ရှုံးကနေကိုပေါင်း အဲ sorry တောင်းလုံးတလုံး35ပြားရှုံးကြာလာတယ်ကိုပေါင်းကြီးတောင်းလုံး90ကနေတောင်းလုံး85ကိုကြာလာပါတော့အဲ့တော့ဝင်ရိုးကိုပေါင်းကြီးကတော့ဝင်ရိုးတစ်ခုနှီးပါပြောင်းတဲ့အနေအထားကြီးဖြစ်လာတယ်ဘော်ဒီခြေတန်းကတော့ဝင်ရိုးတစ်ခုတော့မပြောင်းသေးဘူးပေါ့နော်အဲ့တော့ဒီအနေအထားမှာကျွန်တော်ကဒီအာဆင်နယ်နိုင်ပါမလားနောက်တစ်ခုကဟိုဘယ်လိုပြောမလဲကိုပေါင်းအပေါ်တက်သွားမလားဒါဒါကိုကျွန်တော်ကြည့်ရမယ်နှစ်တင်းစလုံးကလက်ရှိမှာဒါပြီးလို့ရှင်ဂျာရက်မှာကိုစီကိုစီဒါဥရောပွဲစဉ်ကစားရမယ် စပါးကလည်း PSG ကိုဝေဝင်သွားကစားမယ်။အဆင်နဲ့ကလည်းဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာအိတ်ခံကစားမယ်။နှစ်တင်းစလုံးအတွက်ကတွေးရမယ့်ပြိုင်ဘက်တွေဒီတကယ်ဥရောပမှာထိထိကျဲအနာမည်ကြီးအသင်းတွေဖြစ်နေတယ်ပေါ့နော်။အော်ဒီအနေထားမှာနှစ်တင်းစလုံးဒီပွဲကိုအင်ပြေအားပြေကစားသွားပါမလားပေါ့နော်။ဒါလေးတစ်ချက်ကျွန်တော်ဆိုရင်ရနောက်တစ်ခုကမနီးကမန်စီးတီးကြီးကြတယ်။အဲလီဗာပူးကြီးကြတယ်။ချယ်စီးကြီးအောင်နေပေါ့နော်။အော်ဒီနေ့မှာအာဆင်နယ်ကြီးအောင်ပါမလား။ အာဆင်နယ်ကြီးအောင်ပါမလားဒါမှမဟုတ်စပါးကြီးအောင်ကြီးချောက်ကြီးတဲ့မှာအာဆင်နယ်စပါးလည်းပါနေတယ်နှစ်တင်းဆုံးတစ်တင်းမို့တစ်တင်းတော့ကြီးအောင်လိမ့်မယ်ကြီးတစ်တင်းကတော့ကြီးကြလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့သားမှာကျွန်တော်ကလက်ရှိခြေစွမ်းပိုင်းအရာပေါ့နော်ခြေစွမ်းပိုင်းရအာဆင်နယ်ဒီစပါးတဲ့ပူကောင်းနေတယ်လက်ရှိအဆင့်တက်မှလည်းရောက်နေတယ်နောက်တစ်ခုက မနေ့ကတိုက်တဲ့ race တဲမှာရှိနေတဲ့ Man City ရော Liverpool ရောဒါ ရှုံးပွဲတွေ့သွားတယ်ပေါ့နော်။အော်ဒီနေသားမှာအာဆင်နယ်လိုလဲကူကူနိုင်မနိုင်ပါလိမ့်မယ်လို့တော့မထင်ဘူး။ ဟိုဒါကိုလည်းကျွန်တော်ဆန်လာလန်းနဲ့အာဆင်နယ်ပွဲစဉ်မှာတော့ကလည်းပြောခဲ့ဘူးတယ်အဲဒီတော့ကလီဗာပူးနဲ့မန်စီးတီတွေ့တုံးကပေါ့နော်အဲ့တော့ဒီနေ့မှာအာဆင်နယ်နိုင်သွားခဲ့ရင်တောင်ကိုပြက်ချပြက်နိုင်ဖို့ခက်လိမ့်မယ်လို့ကျွန်တော်ကယူဆပါတယ်အဲ့တော့အာဆင်နယ်ရဲ့အနိုင်ဒီနှစ်ကိုပြက်ဖို့ခက်မယ်စပါးတကိုတွင်းအာဆင်နယ်နှစ်ကိုတွင်းုံနဲ့မရတော့သုံးကိုတွင်းမှကြီးအောင်မယ်ဆိုတဲ့အနေထားမှာကျွန်တော်အောက်အသင်းစပါးအသင်းကိုကြိုက်ပါတယ်။ဘာကြောင့်ကြိုက်တာလဲဆိုတော့အာဆင်နယ်လိုလေကူကူနိုင်ဖို့ခက်တယ်ဆိုတဲ့အကြောင်းအာဆင်နယ် လွယ်လွယ်ကူကူနိုင်သွားခဲ့မယ်ဆိုရင်ရမတ်ဒီအရင်ပြတ်သွားရင်ပြည်များလေးတိုက်တဲ့ wish ကနည်းနည်းပြင်းစရာကောင်းသွားလိမ့်မယ်ဗျာအဲအဲ့အဲ့ဒီတစ်ချက်ကိုကျွန်တော်တို့ကစဉ်းစားဖို့တော့လိုအပ်တယ်ပေါ့နော်အာတကယ်လို့လားမနေ့ကမန်စီးတီးမရှုံးခဲ့ဘူးဆိုရင်တော့အာဆင်နယ်ဒီနေ့မှာဒါအနိုင်ရဖို့ရခိုင်တို့90ရခိုင်တို့လောက်ရှိတယ်။အဒီနေ့ကစပါးနဲ့ကဖြစ်နေတယ်မနေ့ကမန်စီးတီးကလည်းရှုံးသွားတဲ့အတွက်အာဆင်နယ်အနိုင်ရဖို့က အဲ90လောက်ပဲရှိတော့တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်1122တွေတွားတတ်တယ်သူတို့နှစ်သိန်းဒီလန်ဒန်ဒါဘီဖြစ်တဲ့အတွက်ဒါပြိုင်ဆိုင်မှုတွေပြင်းထန်တယ်တွေ့ဆုံမှုတိုင်းမှာလည်းအပြန်အလှန်တွင်းကိုးတွေများတယ်ဒါပေမဲ့နောက်ပိုင်းနှစ်တင်မှာတော့အာဆင်နယ်ကပိုပို့ပြီးတော့ဒါ stable ဖြစ်ပြီးတော့နိုင်ပွဲလေးတွေဒါကက်ကက်ယူသွားမျိုးများတယ်ပေါ့နော်အော်ဒီနေ့တမ်းမှာကျွန်တော်က2-1လိုလဆန်မျိုးမှန်းကျင်တယ်ပေါ့နော်အဲ2-1လိုလဆန်မျိုးမှန်းကျင်တာဆိုနှစ်ဖက်တွင်းကိုမြင်တွေ့ရနိုင်ရရှိရတော့ဂိုးပေါင်းကြီးကိုတော့ရန်ကြီးကျွန်တော်မကြိုက်ဘူး ၃လုံး85ပြားနိုင်ဆိုကြည်တန်းက9ပေါင်အောက်ကိုသွားကျင်တဲ့ကြည်တန်းတကယ်ဒါ9ပေါ်ကျင်တယ်ဆိုရင်3 plus 50လို့3 plus 30ဒီလောက်ဖွင့်ပြအောင်ဒါပေမဲ့ဘူဂီကကြေးလဲထားတာလည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့3 plus 30လို့3 D လို့ဝင်ရိုးတာခြေခံမကြေးရန်ကိုဖွင့်လိုက်မယ်ဆိုရင်9ပေါင်အပေါ်ထိုးတာတက်လာမယ်ပေါ့နော်။အဲ့လိုမျိုးကြောင့်ဒီပွဲက9ပေါင်အပေါ်မနေချင်းအောင်မောင်းထုတ်ထားတဲ့ပုံစံလို့ထင်တယ်။လက်ရှိခြေလွှမ်းနေအရာကတော့အာဆင်နယ်နောက်တန်းကတော့ပိုပြီးတော့ solid ဖြစ်တယ်။ပိုပြီးတော့ ဒါ defensive ပိုင်းပို့ပြီးအားကောင်းနေရပေါ့ဒါပေမဲ့ဒီ Martin ဟိုဂါဘီယယ်မပါတော့ဘူးပေါ့နော်ဒီနေ့ပွဲဂါဘီယယ်မပါတော့ထန်ရရွားဆိုတော့အော်ဒီနေ့တော့စပါဘက်ကလည်းတကူတော့ရမယ်ဆိုရင်တော့2-1လောက်တွားမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်ကိုပေါင်းပေါ်လီတော့ကြိုက်တယ် အာအောက်တင်စပါးဖော်ဒီလေးကြိုက်နေပေါ့နော်တခုတော့ရှိရဲအက်စတိုဗီလာပွဲကိုပေါ်တက်သွားမယ်ဆိုရင်တော့ဒီပွဲကိုဂူပေါင်းပေါ်ရှောင်းလေးခြင်းနဲ့မဆော့စေခြင်းဘူးပေါ့နော်အာအာဆင်နယ်ပွဲက7မှာစမှာဟိုကောင်း6ခွဲလို့9ခွဲ10ခွဲ17တို့ပြီးပါရက်သက်တီးရ10ခွဲလောက်လို့ရက်သက်ကတီးပြီးအက်စတိုဗီလာပွဲကနော်အဲအကြောင်းမလို့ဒီအာဆင်နယ်ပွဲစဉ်ကိုတော့ဂူပေါင်းအပေါ်အောက်ကိုရှေ့ပွဲလေးတစ်ချက်ကြည့်ပြီးမှဆော့စေခြင်းနဲ့ဘော်ဒီမှာတော့စပါးပဲကျွန်တော်ကြိုက်ပါတယ်အာဆင်နယ်အနိုင်ကနှစ်ကိုးပြတ်ဖို့ခက်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်နော်အဲကြောင့်စပါး ားပေါ်ဒီလိုအရင်ရွေးထားပေးပါမယ်ကိုပေါင်းအပေါ်လည်းဆော့လို့ရတယ်အက်စတွန်ဗီလာရလက်ကိုတော့တစ်ချက်တော့ကြည့်ဖို့အချမ်းပေးကြပါမယ်နော်အော်နောက်တစ်ပွဲက CDA ပေါ့ CDA ကဒီနေ့အစောဆုံးပွဲ6နာရီ CDA က Super Sunday အစောဆုံးပွဲတွေဒီကိုပေါင်းအပေါ်သွားတဲ့ flow တစ်ခုရှိတယ်ဒါတွေလည်းရှိဗီဒီယိုမှာလည်းပြောပြတယ်အဲ့တော့မနီက CDA ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာ Jupiter နဲ့ Fiorentina 1-1တပွဲပဲကိုောက်တယ်ဂျန်နဲ့ပွဲစဉ်နဲ့အကုန်ဂိုးပေါ်တယ် ကျွန်တော် online တက်ပေးတဲ့ Genoa Go out ဆိုရင်2 plat 50လောက်ပေးရဒါမဲ့33ဖြစ်သွားတကယ်ကတော့เนาะအဲ့လိုမျိုးလေးရှိအဲ့တော့မနေ့က CD တွေတော်များများကန်နေများပွဲစဉ်ထဲမှာတပွဲပဲ Go out ပြီးကြံတဲ့ပွဲစဉ်အကုန်လုံး Go ပေါင်းအပေါ်တက်သွားတဲ့အနေအထားမှာဒီနေ့စံဒီမှာတော့စီးရီးပွဲစဉ်တွေကကိုပေါင်းအောက်တီကျွန်တော်မြင်ရနိုင်ချေများတယ်အဲ့တော့အစောဆုံးပွဲစဉ်ဖြစ်တဲ့ဘီယိုနာနဲ့ပါမာ6နိုင်တမှာကံမဲ့ပွဲစဉ်မှာပါမာကိုဘီယိုနာအင်ရှင်45ပြားရှုံး level 45ပြားရှုံးပြီးနေတဲ့ကိုပေါင်းနှလုံးတည်အော်ဒီပွဲမှာ စူပါဆန်ဒီဖလိုရတော့ဒါဘီယူနာနဲ့ပါမပွဲအစောဆုံးပွဲစဉ်ဒီကိုပေါင်းပေါ်တက်သွားနိုင်ကြီးများတယ်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲကိုကိုပေါင်းလက်ဆောင်ခြင်းတယ်ဘာကြောင့်လဲဆိုတော့မနေ့ကအပေါ်ရင်အရန်ဆွတ်သွားထားတာဖြစ်တယ်ဒီနေ့မှာစူပါဆန်ဒီရဲ့ဖော်မူလာမဝင်ဘဲနဲ့ကိုပေါင်းအောက်ကနေစဖွင့်သွားမလားဒါကိုကျွန်တော်တစ်ချက်စောင့်ကြည့်ခြင်းနေပေါ့နော်အဲ့တော့ဘော်ဒီဝဲကျွန်တော်စဉ်းစားမယ်ဒီပွဲမှာအဲ့တော့ဘီယူနာနဲ့ပါမလက်ရှိ မမီဆရာကိုကျွန်တော်ကြည့်တဲ့အခါမှာဘီယူနာလီအဆင့်16မှာပါမာဒီအဆင့်16မှာအော်16ကနေ16ကိုလည်းပဲလေးလက်ရှုံးဝင်းကျင်ပေးနေတယ်အဲ့တော့အောက်ကနေအပေါ်ပေါ့နော်ဒါမဲ့ရန်ကြီးနဲ့အဆင့်ကွာဟမှုရှိရတော့မဟုတ်ရမနှမတ်ပဲကွာတယ်တန်လင်းဆုံနဲ့တန်လင်းဆုံအပေါ်အတင်းပေါ့အော်ဒီလိုမျိုးအနေထားဆိုတန်လင်းဆုံတိုက်ပွဲနဲ့ကြည့်မယ်ဆိုတော့ဒီပွဲကကိုပေါင်းပေါ်လီရောလာနိုင်ကြီးကောင်းတယ်အော်ဒီပွဲမှာကျွန်တော်က ဒီနိုင်ပွဲလုံးဝမရသေးတဲ့ဗီရိုနာအနေနဲ့ဒီနေ့မှာပထမဆုံးအင်ကွင်းကနေစပြီးတော့နိုင်ပွဲယူသွားလိမ့်မလားပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်စဉ်းစားနေတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာတော့ဒါအောက်အဲ sorry အောက်တင်းဘုတ်ပေါ့နော်အင်ရှင်အတင်းပေါ့အင်ရှင်အတင်းဗီရိုနာလေးကိုကျွန်တော်ကကြိုက်တယ်ဗီရိုနာအနေနဲ့ဒီနေ့မှာနိုင်ပွဲစပြီးတော့ယူသွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်မနိုင်တော့မှမရှုံးတော့ဘူးပေါ့နော်အနည်းဆုံးတည်တော့ရလောက်တယ် level 40လောက်လောက်တော့ကျွန်တော်ရင်းကြီးရမယ်ပေါ့နော်ကျွန်တော်ဗီရိုနာ body လေးကြိုက်ပါတယ် ဂူပေါင်းကိုတော့ကျွန်တော်ဒီပွဲကိုဂူပေါင်းလက်ချောင်ကျင်တယ်ဘာလို့မနေ့ကအပေါ်ရင်တက်ထားတယ်ပုံမှန်ဆိုတော့အပေါ်လာတယ်ဗျာဒီပွဲကအပေါ်သွားမရခိုင်တော့များတယ်နော်ဒါပေမဲ့ကျွန်တော်စောင့်ကြိုက်တာကောင်းတယ်တကယ်လို့ဒီပွဲဒါဂူပေါင်းအပေါ်ဆက်ပြီးတော့တက်မယ်ဆိုရင်ကျွန်တော်နောက်ပွဲလေးကြံဂူပေါင်းအောက်လေးတေချာလေးရွေးလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာတော့ဘီယူနာဘော်ဒီလေးပဲရွေးချယ်ပေးချင်ပါတယ်နောက်တစ်ပွဲ၈နိုင်ခွဲခရီမိုနီစီနဲ့ရိုမာရိုမာကတနိုင်တလုံး30နိုင်နှလုံး60ရှော့တလုံး39နှလုံး60ရှုံဒီပွဲက body အပေါ်ပေးပြီးတော့ခူပေါင်းအောက်ကိုတွားကျင်တဲ့တဘော body အပေါ်နဲ့ခူပေါင်းအောက်ဒီလိုတွဲကျင်တဲ့ flow ပေါ့နော်အော် Fimonisio Roma ဒီတလုံး30နိုင်ပြီးတာဖဲဖြစ်လာကြောအရင်ကြည့်မယ်လက်ရှိ Roma ရဲ့အဆင့်ရက်တီမူကအဆင့်2မှာ Fimonisi ကအဆင့်7မှာအဲ့တော့ Fimonisi ဒီနှစ်ရာဒီအင်ကွင်းမှာအတင်းကြီးပဲဒီနှစ်နဲ့ကန်ထားပြီကျွန်တော်တစ်ချက်ကြည့်အောင်ပေါ့နော် Jubin Tech ကိုကန်တယ် Jubin Tech နဲ့2-1ဖြစ်တယ်အဲ Atalanta 1-1ပေါ့အဲ့တော့ Jubin Tech က ခီမိုနီစီကိုတလုံးသေးရီလောက်ပေးခဲ့တယ်။အောင်လက်ရှိဂျူပင်တက်အမတ်ပေးစရာရက်တွေကိုကျွန်တော်ကြည့်တဲ့အခါဂျူပင်တက်ဒီအဆင့်6မှာဘူမားကလက်ရှိမှာအဆင့်2မှာအဲ့တော့6ကအတင်းကတလုံးတေးပေးခဲ့မယ်ဆိုရင်အစင်းတဲ့ကရူမာကလည်းတလုံးတေးပေးမယ်ဆိုပေးလို့ရတဲ့အနေထားပေါ့နော်အော်ဒီလိုမျိုးရှင်ကြည့်မယ်ဆိုရင်တော့အဲရူမာအနေနဲ့ကြည်ပေးတာနည်းနည်းလေးနုနေလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲအကြောင်းဒီနေ့ပွဲစဉ်မှာကျွန်တော်အောက်အတင်းခီမိုနီစီကိုကြိုက်တယ် အဲရိုမာနီယာနိုင်သွားခဲ့တယ်တောင်မှတကူအတာလိုပဲကျွန်တော်ယူဆအဲ့တော့ 1C C1 ဒီလောက်ပဲသွားနိုင်ကြီးများတယ်အလုံးဆုံး 2C ပေါ့ 2C ဆိုတော့ 2C ကျွန်တော်ကျွန်တော်ဘော်ဒီရရှုံးမယ်ကျွန်တော် 2C တော့မကြိုက်ဘူး 1C တော့ပဲကျွန်တော်ခံမဲကျင်အဲ့တော့11လည်းဖြစ်သွားနိုင်ကျွန်တော်အောက်အောက်တင်း ancient criminality ပဲကြိုက်တယ်ရိုမာနီနဲ့ကြီးပေးရနည်းနည်းလေးနှုတ်နေရလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ပေါ့နော်ပြီးတော့ရိုမာကထားပြီးကျွန်တော်ယူပါလီမှာသူအမှတ်လိုချက်ရှိတယ်မစ်ဂျီလန်နဲ့အင်ကွင်းမှာကစားဖို့ရှိတယ်အဲ့ပွဲကတူတဲ့အရေးကြီးရယ်ပေါ့နော်အဲအကြောင်းကျွန်တော်ဒီပွဲမှာ ခရီမိုနီစီအောက်တင်းကြတယ်ဂူပေါင်းကကြတော့ကျွန်တော်ခရီမိုနီစီကဒီအတင်းကြီးနဲ့ကစားလို့ရှိရင်အရန်ကြီးဥပန်းပလေးမကစားဘူးဟိုနည်းနည်းလေးကြည်ကြည်လေးလေးကစားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲသူ့ရဲ့နောက်ဆုံး၅ပွဲလောက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီဂျူပင်တက်ကိုပဲသူတူဝဲနဲ့ဒါဂူပေါင်းအပေါ်တက်တယ်ဂျန်နယ်ပွဲစဉ်တွေတော်တော်များများမှာဂူပေါင်းအောက်တွေတွားတာများတယ်အဲ့တော့ဒီအနေထားမှာကျွန်တော်က မနေ့ကအကုန်လုံးနှီးပါခူပေါင်းပေါ်တက်ထားအနေထားရေနောက်တစ်ခုက Fremonti ရဲ့လက်ရှိ Garden Farm က၅ပွဲမှ၄ပွဲလောက် ကောက်ခူအောင်နေတာရေနောက်တစ်ခုက Roma Roma တင်းဒီအဝေးကွင်းဆိုရင်ခူပေါင်းအောက်ဒီကန်တာများတဲ့အချက်ရေဒီအချက်၃ချက်လောက်ပေါင်းစည်းလိုက်ပြီးတော့ကျွန်တော်နှလုံး60ရှုံဝင်းချင်းခူပေါင်းကြီးတန်းမှာခူပေါင်းအောက်ကိုကြိုက်တယ်ဒီပွဲမှာကျွန်တော်ခူပေါင်းအောက်ဆရွေးမယ်ပေါ့နော်ခုနကအစောဆုံးပွဲစဉ်ပွဲကြခူပေါင်းအောက်ကိုရွေးချင်ပေမဲ့ Sunday Formula အစောဆုံးပွဲစဉ်က CD ရခူပေါင်းအပေါ်တက်တက်တဲ့ flow ရှိလို့ကျွန်တော်က ဒါလက်တွန်သွားတာပေါ့နော်အဲအကြောင်းကျွန်တော်ရူမပွဲစဉ်ကိုကိုပေါင်းအောက်လေးစရွေးပေးပါတယ်အဲ့တော့အောက်ဆုံးမဒီပွဲကနော်အဲ့တော့ကျွန်တော်ဒီပွဲမှာခရီမိုနီစီနဲ့ကိုပေါင်းအောက်လေးကိုကြိုက်ပါတယ်နော်အဲ့နောက်တစ်ပွဲကလာစီယိုနဲ့လက်ရှိလာစီယိုတလုံး69နှလုံး30ရှုပ်တလုံး69နိုင်ဆိုရင်ဂျီတန်းကတော့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ အင်ရှင်အင်ရှင်အပေါ်အတင်းကြီးအောင်လာရှားတယ်။မနေ့ကကျွန်တော် one black 60ဝင်းကျင်ဒေါမွန်ပွဲကိုကျွန်တော်အင်ရှင်ကိုဟိုဘယ်လိုပြောမလဲရွေးပေးလိုက်တယ်။ရွေးပေးလိုက်တဲ့ဆိုတာလည်းအချက်လက်ကြီးအများကြီးရှိတယ်ပေါ့နော်။တွေးဆုံမှုနောက်ဆုံး၅ကြိမ်မှာဒေါမွန်က ဒေါမွန်စတူကမနိုင်ထားဘူးနောက်ခုအပေါ်ောက်ကဲအတင်းကို1.60ပေးရဆိုကြီးတန်းကလည်းပြေးနေရမနစ်ကဖွင့်ခဲ့ကြီးတန်းကြီးပြန်ကြည့်တော့လေ level 50ရှုံး level 80ရှုံးလောက်ပဲပြီးခဲ့တဲ့အနေထားမှာဒီနှစ်ပေးရကြီးတန်းကကောင်းနေပေါ့နော်ကြီးတန်းပြင်းနေတယ်ပါတယ်အင်ဝင်လည်းဖြစ်နေနိုင်မယ်ပေါ့ကျွန်တော်ကလိုယူဆပြီးတော့ဒေါမွန်သုံးပေါ်မန်ပါထဲမှာထည့်ပေးတယ်ဒါပေမဲ့လက်သွားတယ်လက်သွားရတော့ body လက်တာပေါ့နော်ကိုပေါင်းဝဲအောင်တယ်3 2ဖြစ်တဲ့အချိန်ပါဗျာအောင်ပွဲခံပြီးတော့ဒီကောင်ကြီးကမှပျော်မြူးပြီးတော့ ခဏလေးပဲရှိရချက်ချင်းပဲတူတူတူပြန်ပေးလဲရတအားနှမျောဖို့ကောင်းတယ်တူတူတူဆိုကျွန်တော်ဇုံရပြီနော်ဘော်ဒီ60လောက်ရမယ်ကိုပေါင်းအပြည့်ရမယ်ဒီလိုပုံစံလေးဆိုတော့ကျွန်တော်ပို့ပြီးအမျက်ထွက်တာပေါ့ဗျာတည်ရမလားဒီကောင်းလေးလောရဲတော့အမှဂိုဓမလည်းမတက်ကြီးရပြီကြည်ကျွန်တော်တော့မုံပွဲမနေ့ကတော့ဟိုအချိန်ပေးပြီးကြည်ဖြစ်တယ်ပေါ့နော်ဟိုမမ်မာတွေပေးထားရပွဲမလို့အော်ဒီလိုမျိုးပဲဒီနေ့မှလာစီ1.60ဆိုကြည်တန်းကကျွန်တော်ကြောက်တယ်ပေါ့နော်ကြောက်တယ်ဆိုတာအပေါ်တင်းကြည့်အောင်မခတ်တယ်ဆိုတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ လာဂျီယိုအနေနဲ့ဒီတက်ပို့ပြီးတော့ဂျေပေးလို့ရတဲ့အနေထားဖြစ်ပါတယ်လက်ရှိ MLB ဆရာအရာမှာဆိုရင်လာဂျီယိုက6မှာလက်ရှိက15မှာ6နဲ့15 1.60ဆိုတာကတော့ကျွန်တော်စိတ်ထဲမှာနှူးတယ်ပြီးတော့ဒီလိုဂျီတန်းမျိုးဖွင့်လာပြီဆိုရင်လည်းဒါဘယ်လိုပြောမလဲကြတာများတယ်ပေါ့နော်ကြတာများတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာတော့ဒီ body ဆိုရင်တော့အောက်တင်းလက်ရှိလေးကိုကြိုက်တယ်ဒါပေမဲ့အဲ့ body ထိုးခွက်ကတော့နည်းနည်းလေး risk တော့များတယ်ပေါ့နော်အဲ့ဒါကျွန်တော်ချက်ဟိုအကြံပေးခြင်းနဲ့ risk take လုပ်ရမယ်နည်းနည်းလေးအနေများပါတယ်ပေါ့နော်မနေ့က lazio aim ကမှာတလုံး90ရှုံးဝင်ရိုးအခြေခံပြီးတော့ကြီးဖွင့်ပေးခဲ့တယ်အဲတော့ကလည်းလက်ရှိရပဲအဝေးခွင့် G1 နဲ့ပဲဒါလာနိုင်သွားတယ်ပေါ့နော်ဒီနေ့မှလည်းကျွန်တော် out in လက်ရှိကြိုက်တယ်ပြီးတော့ goal bound out ပဲကြိုက်တယ်နော် ကိုပေါင်းအောက်ပဲကြိုက်ပါတယ်အပေါ်တော့မကြိုက်နောက်တစ်ခါကကျွန်တော်တို့တခုတော့တတိထားနေရတော့ဘာရှိလဲဆိုတော့လာစီယိုကထားပြီး AC မီလန်နဲ့ဒါအီတလီစီးရီရောကင်ရမယ်အီတလီကိုပါကတ်လဲကိုပါအီတလီယာကတ်လဲကင်ရမယ်ပေါ့နော်အော်နောက်လာမယ့်တွေ့ရဲ့ဖီရှာကတော့ဒါလာစီယိုနဲ့တော့ဟိုတောက်လျှောက်ဖြစ်နေပေါ့နော်အဲ့အလေးတခုတော့နည်းနည်းလေးဟိုဟာဖြစ်တာပေါ့နော် AC နဲ့ Lazio ဟိုနှစ်ကြိမ်စတိုင်းတွေ့နေရပါတော့။အော် Lazio နေနဲ့နည်းနည်းလေးတော့လောင်းလာမဲ့ Fisher ပွဲတော့ကျက်တယ်။ဒါပေမဲ့ဒီနေ့ ကျက်တယ်ဆိုရင်ဗျာဒီနေ့မှသူအမှတ်ယူပါအမှတ်ယူရမယ်ဆိုရင်ဒီဂျီတန်းကမဖြစ်တင်ဘူးလေနော် 1+20 လောက်တော့ပေးလိုက်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကလာဂျီဘော်ဒီယူလို့ရတာပါဒါပေမဲ့ 1+60 ဆိုတဲ့ဂျီတန်းကတော့အန်ဒီမရတယ်အောက်အသင်းပဲယူတာကောင်းတယ်နော်အဲမကြိုက်ရင်တော့မယူနဲ့ဒီဘွဲကဘော်ဒီချောင်လိုက်ကိုပေါင်းအောက်လေးနဲ့ပဲဆွန့်သားဘယ်တင်းရနိုင်တယ်နှစ်ကိုးထက်မပိုဘူးလို့ယူဆဝမ်ဝမ်လဲသွားမယ်စီတီလဲသွားနိုင်တယ်လာဂျီ 1C လဲဖြစ်သွားနိုင်လက်ရှိ 1C လဲဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုအောက်လေးကတော့ပိုပြီးစိတ်ချရပါတယ်အဲ့နောက်တစ်ပွဲကတော့ဒါဒီနေ့ Idrisi ရေးမှာ ဒါအကောင်းဆုံးပွဲစဉ်နော်မီလန်ဒါဘီပေါ့အင်တာမီလန်နဲ့အီစီမီလန်ဒါမဟာပြိုင်ပွဲကြီးနှစ်ယောက်တွေ့တာပေါ့ဗျာမြို့ခံပြိုင်ပွဲပေါ့နော်အဲ့တော့စတဲ့ကြီးက1.85 3.85အခုလက်ရှိကြီးကအင်တာ level 80ရှုံးဖြစ်သွားပြီကိုပေါင်းကြီးနှလုံး80ရှုံးဖြစ်သွားပြီအဲ့တော့လုံကြရတယ်ပေါ့နော်ဘော်ဒီရောကိုပေါင်းလုံကြရတယ်အော် level 50နှလုံး50ဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့ CD 11ပဲเนาะ level 50နှလုံး50ဆိုရင်ဒါ formula ဖော်မြလာတစ်ခုပေါ့ဗျာ CD 111ပဲသွားတာဟို2112မသွားဘူးเนาะအာ level 20 30ရှုံးလောင်းနဲ့ဂိုးပေါင်းကြီးနှလုံး80 90ဆိုတော့ဒါ2112တပေါက်ရှိတတ်တယ်ပေါ့เนาะအဲ့တော့ဒီအနေသားမှာကျွန်တော်ကအင်တာကလက်ရှိမှာအဆင့်တက်ဗျာခဏရနော်မနေ့ကနာပိုလီနိုင်သွားတော့အပေါ်နာပိုလီကအပေါ်ရောက်သွားလာမြင်ထားပါနာပိုလီကမရောက်အဲရောက်မယ်ထင်တယ်နော်22ဆိုတော့25ဖြစ် ဟုတ်တယ်နာပိုလီက25နဲ့အပေါ်ရောက်ဒါပေမဲ့နာပိုလီကမနေ့ကကန်သွားလို့လေနော်ဒီနေ့ကအင်တာဒီနေ့မှကန်မှာအဲ့တော့ထားပါတော့အင်တာအဆင့်1ပေါ့မကန်ခင်ကပုံစံပဲကျွန်တော်ပြောအင်တာဒီအဆင့်1မှာ AC Milan ဒီအဆင့်3မှာတက်ကနေ3ဆိုတော့လက်ရှိပေးတဲ့အကြီးရတော့ဒါလက်ခံပြီးလို့ရဟိုအဆင့်အရင်မကွာဘူးပြီးအထိတ်တီးနှစ်တင်းတွေ့တဲ့အနေထားဆို level 60 90ကျွန်တော်ကျွန်တော်လက်ခံပြီးလို့ရမနစ်ကအင်တာအင်ကွင်းမှာလည်းဒီလိုပဲ level 50ရှုံးကိုပဲအခြေခံပြီးတော့ဝင်ရိုးကိုအခြေခံပြီးတော့ပဲဖွင့်ပေးခဲ့တာ သူလက်တင်ကြေးပြင်းလာဆိုတော့တိတ်မရှိဘူးဒီလို level 50ရှုံ80ရှုံเนาะတလုံးအပြည့်နိုင်ဒီလိုတွေပဲဖွင့်တာများတယ်1 plat 50ဖွင့်တာ2024မှာနောက်ဆုံးပဲအဲတော့ inter 1 plat 50ဖွင့်နေဒါမဲ့21နဲ့ပဲ AC ကအဝေးဝင်းလာနိုင်တယ်နော်အိမ်ငွေဝင်းကြီးဆိုပြန်သူကတကွင်းနဲ့ဆိုတော့ဟိုအကွင်းအတူတူပါပဲเนาะဟိုအဲ့တော့ဒီအနေထားမှာကျွန်တော်တို့ဘာကိုရွေးချယ်မလဲအင်တာအနေနဲ့မနီးကနာပိုလီနိုင်သွားတဲ့အတွက်ဒီနေ့မှာတော့သူတို့ဒါ အမတ်ဆုံးရှုံးလို့မရဘူးဗျာမရှုံးရင်တောင်မှ sorry ACO မနိုင်တောင်မှသူတို့ရှုံးလို့မရတေလောက်အနေဆုံးရအောင်ညှစ်တံမှရမဟုတ်ရင်သူတို့မှတ်ပြတ်သွားမှာလीနော်အဲ့တော့ကျွန်တော်ကဒီပွဲမှာဘာကြိုက်လဲဆိုတော့ဆုံးဆုံးကြီးကြီးကြလာဗောနော်အဲ့အဲ့ဒီခုကကျွန်တော်ရွေးချယ်ရနည်းနည်းခက်ပါစားကြည့်တော့အဲ့လိုမဟုတ်အဲ့ဆုံးကြီးကြလာနည်းနည်းလေးတော့ risk တော့များတယ်အဲကျွန်တော်ဒီပွဲမှာ1 1လောက်ကတော့စကြည့်ရမယ်ကျွန်တော်ယူဆတယ် နော်အော်ဂူပေါင်းပေါ်ပဲကြိုက်ပါကျွန်တော်ဂျေးကိုတော့အရင်ကြီးမကြိုက်ဘူးဇုံကြလာတာကြီးကိုတော့သဘောမကြဘူးကျွန်တော်က11 21 12တွားမယ်ပေါ့နော် inter 21ဖြစ်မလား ec 21ဖြစ်မလားနော်အဲ့လိုလေးကျွန်တော်ခံမှန်းထားတာပေါ့နော်အော်ကျွန်တော်ကတော့ဂူပေါင်းပေါ်ပဲကြိုက်တယ် body ကတော့လက်ချောင်းကျင်တယ် body က inter 21လည်းဖြစ်သွားနိုင်တယ်လို့ ec ဘက်ကဝင်းကွင်းအနေနဲ့21 12ဖြစ်သွားနိုင်တယ်ဆိုတော့ body ကတော့လက်ချောင်းကျင်တယ်ကျွန်တော်က11 22အဲအဲ့လိုမျိုးပုံစံစပြီးကြည့်ကျင်တယ်ပေါ့နော်အဲတုံးလုံးမှ ကိုပေါင်းအပေါ်အောင်မဲ့အနေထားမှာဒီနေ့မနက်ကြီးကဒါနှလုံး80ရှုံးလောက်ဖြစ်သွားပြီဆိုတော့နေ့လေကြီးပါနော်နှလုံး80ရှုံးလောက်ဖြစ်သွားတယ်ဝမ်ဝမ်းဆိုတော့ကျွန်တော်ပြား80ပဲအပြည့်မရှုံးတော့ပြား80လောက်ဆိုတော့ဒါမဆိုးဘူးပေါ့နော်အဲ့တော့ကိုပေါင်းပေါ်ပဲကြိုက်တယ်ကျွန်တော်တို့ကအင်တာ sorry ဒီ series မှာဆိုရင်ဒီလိုကိုပေါင်းကြီးတွေကဒီနမူနာဆိုနှလုံး90ရှုံး60ရှုံးကျွန်တော်တို့ဂျူမင်တန်နဲ့အင်တာပွဲမှတ်မိလားဖူဖူလားမသိဘူးဗျာဒီဒီနေ့ရာဒီပဲเนาะအဲ့လိုပဲဖွင့်လာဒါပေမဲ့တကယ်ကမ်းတော့ဂိုးပေါ်တက်လေဒီကောင်ကြီးကဟိုကိုပေါင်းကြီးညှုပေးထားပြီးတော့ ဘယ်လိုပြောမလဲတကယ်ကန်တဲ့ခါကျပြိုင်ဆိုင်မှုပြင်းထန်နေဗျာအင်တာတို့ EC တို့ဂျူပင်တို့อ่ะအကြမလို့ကိုမောင်းနေပေါ်တယ်တူသွင်းကိုလည်းပြန်လိုက်တွန်းတာငိန်ခံမနေဘူးဗျာငိန်ဆော့မနေပိတ်မဆော့ဘူးဗောနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကိုပေါင်းပေါ်လေးပဲကြိုက်အော်ဒီနေ့ series မှာတော့ဒီတပွဲတော့ကျွန်တော်ကိုပေါင်းပေါ်လေးကြိုက်ထားတယ်ဗောနော်မနေ့ကကိုပေါင်းပေါ်တက်ထားနေမှာဒီနေ့တော့အပေါ်ရေအရင်ကြီးတော့မရွေးရောဒါပေမဲ့ AC နဲ့ Inter မလို့ကျွန်တော်ကိုပေါင်းပေါ်လေးကိုကြိုက်ထား ကဲနောက်တစ်ပွဲကတော့ဒါဂျာမန်ဘွန်ဒက်လီဂါပေါ့နော်ဂျာမန်ဘွန်ဒက်လီဂါလက်ရှိမှာဒီနှစ်ပွဲကံမဲဒါစူပါဆန်ဒေးတော်မြန်မာတို့ကလည်းနှစ်ပွဲပဲကံအဲ့တော့တပွဲ9 point တပွဲက9 out တယ်ဒီလိုပုံစံလေးတွားတာများတယ်ပေါ့နော်အဲ့တော့ပထမပွဲကတော့ဒါ9နိုင်ပွဲမှာ life flip နဲ့ radar beam နဲ့ life flip ကတလုံး35ပြားရှုံး၄လုံးအပြည့်နိုင်အဲ့တော့ life flip တလုံး35ပြားရှုံးဘော်ကြီးခြေတန်းကတော့အစင်း1ကနေပြီးတော့ကျွန်တော်တို့ဒီဟိုပါဘောအစင်း1က ဒီမြွန် PG ကနည်းနည်းလေးတော့နှုတယ်ပေါ့နော်နည်းနည်းလေးနှုတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လည်းဟိုအမှတ်တရရန်ကြီးပြက်နေရတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ water premium ကလည်းနောက်ပိုင်းဒီမှာရန်ကြီးညံ့နေတဲ့အတင်းပေါ့နောက်ဆုံး၅ပွဲဆက်တိုက်ကိုပြန်ကြည့်မယ်ဆိုရင်လုံးဝရှုံးပွဲမတွေ့တော့အနိုင်၃ပွဲရထားတယ်၂ပွဲတေကြတာအဲ့တော့မဆိုးဘူးပေါ့နော်ခြေစွမ်းလေးမဆိုးနေတာကိုကျွန်တော်တွေ့ရအဲ့တော့ဟိုဒီပွဲမှာကျွန်တော်ကတော့မနေ့ကဘိုင်မြူနစ်ကကမ်ဘက်လောက်ဝိုင်း2-0နဲ့လား2-1နဲ့လားရှုံးနေရကနေနော် လက်တူလောက်နေပြန်လှုပ်သွားအဲ့လိုမျိုးဆိုတော့ဒီနေ့မှ live စစ်လဲဒါအနိုင်တော့ကံမလားပေါ့မနေ့ကဒေါမွန်နဲ့စတူကတ်ကတော့အောက်က2အောက်ကနှစ်တင်ရတော့ဒါအမှတ်ခွဲသွားတယ်တမက်စီခွဲဝေသွားတယ်လီဗာပူလင်နိုင်သွားတယ်ပေါ့နော်အော်ဒီနေ့သားမှာကျွန်တော်က live စစ်တကူအတာလောက်နေတော့နိုင်မှုရခိုင်တော့များတယ်လို့ယူဆရတယ်ပေါ့နော်အော် live စစ်ကျွန်တော်တကူအတာနဲ့ဒါပြား30 40ဝင်းကျွန်တော်ရင်းပြီးတော့ဒါ live စစ် body လေးကိုကြိုက်တယ် ူပေါင်းမှာဆိုတော့ဒီနေ့ကဒါ live flip ပွဲဂူပေါင်းအပေါ်တက်နောက်လာမဲ့စိမ့်ဘော်လီပွဲဆိုဂူပေါင်းအောက်ကစားလို့ရအဲဂူပေါင်းကတော့ဒါအချိန်ကိုတစ်ချက်ကြည့်ပြီးကစားလို့တော့ရတယ်ဒါပေမဲ့လက်ရှိဖွင့်သားရဲ့ခြေတန်းအရာတွေပြီးတော့နှစ်တင်းဖြတ်တန်းနေတဲ့ဂိုးပေါင်းဒီအကိုပေးကိုယူတွေကိုကျွန်တော်ကြည့်တဲ့အခါမှာဆိုရင်တော့နှစ်တင်းစလုံးကလက်ရှိမှာဂိုးပေါင်းအပေါ်တော်တော်များတက်နေတယ်အဲအဲ့ဒီတစ်ချက်ကြောင့်ပဲကျွန်တော်တို့ဒီပွဲမှာဂိုးပေါင်းအပေါ်ကိုတော့ယူလို့ရတယ်ပေါ့နော်အဲ့တော့ ဒီ Warabi မှာနောက်ဆုံးအဝေးကွင်း၅ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်နောက်ဆုံးတစ်ပွဲဖြစ်တဲ့ Match နဲ့ပွဲစဉ်မှာတို့ကိုပေါင်းအောက်သွား Channel ပွဲစဉ်ရှေ့မှာဆို၄လုံးနေရောက်တယ်22တို့40 41เนาะအဲ့လိုမျိုးဆိုတော့ဒီဂိုးလဲရတယ်ဂိုးလဲပေးတယ်ဆိုတော့တပေါ်မျိုးတွေ့ရအဲ့တော့ကျွန်တော်ဒီပွဲမှာကိုပေါင်းပေါ်လေးကြိုက်တယ်၄လုံးရောက်မှအပြည့်စားမဲ့အနေထားမှာကိုပေါင်းပေါ်လေးကိုကျွန်တော်ကြိုက်ထားပါတယ်အဲ့တော့ live link နဲ့ဂိုးပေါ်သုံးပေါ်ပေါ့ဗျာเนาะသုံးပေါ်လေးကျွန်တော်ကြိုက်ထားတယ် ဒိုင်းစတိကဒီနှစ်ကကျွန်တော်တို့ခြေစွမ်းကောင်းတာတဲ့သူကလည်းဟိုကျွန်တော်တို့မန်ယူလိုပေါ့ဗျာသိရမလားတပတ်တပွဲပဲကစားနေဥရောပမဝင်တော့မနေ့ကသူခြေစွမ်းဆုတ်ပြီးဥရောပမဝင်သွားဘူးလေနော်ဥရောပမပြန်ရတော့သူကတပတ်တပွဲနှုံးနေတော့သူအေးစီစီအနိုင်ယူနေရပါတော့အဲ့လိုမျိုးဖြစ်နေအော်သူကဒီနောက်နှစ်တော့ဝင်တော့တယ်အခုလက်ရှိအဆင့်နှစ်မှာဆိုတော့နော်အော်လိုက်စစ်သုံးပေါ်လေးကြိုက်ပါလေအော်နောက်တော့ပွဲ7နှစ်အီမှာစိန့်ပေါ်လီနဲ့ယူနေပါလေစိန့်ပေါ်လီကနှစ် level 20ရှုံးပြီးနှလုံး25ပြားရှုံးဒီနှလုံး25ပြားရှုံးပြီးဂိုးပေါင်းကြီးကကျွန်တော်ဂျာမန်မှာဆိုမြင်ရခဲတဲ့ဂိုးပေါင်းကြီးပေါ့နော်တော်တော်လေးမြင်ရခဲပါတယ်အဲ့တော့ဒီဘွဲမှာကျွန်တော်ဂိုးပေါင်းကြီးကိုကြိတ်တာနဲ့ဂိုးပေါင်းအောက်ကိုယူခြင်းစရာကောင်းပါလေပြီးတော့ Union Berlin ရဲ့ original ရိုက်လက္ခဏာပေါ့နော်ဒီနှစ်တော့အလုပ်ဒီအလုပ်တော့မဖြစ်ဘူးအရင်နှစ်တရားဆိုရင်ကိုပေါင်းအောက်တွေသွားတာများတယ်ဒါပေမဲ့ဒီနှစ်တော့နီးပြအပြောင်းလဲနေတယ်အပေါ်လေးနည်းနည်းလေးကန်ထားတော့တွေ့ရတယ် ိန့်ပေါ်လီကလည်းမနစ်ကဆိုဂိုပေါင်းအောက်ပဲစိန့်ပေါ်လီပွဲဆိုအောက်အောက်ဒီလိုပဲကျွန်တော်ကန်ကြတာပေါ့နော်အဲဒါမဲ့ဒီနှစ်ကတူကလည်းသူ့ရဲ့အိမ်ဝင်းပွဲကိုကြည့်မယ်လို့အပေါ်လေးတွေတက်ထားတွေ့ရဒါမဲ့သူကိုယ်တိုင်ဂိုတင်းလို့တော့မဟုတ်ဘူးတစ်ဖက်ကအဝေးကွင်းရဲ့လာကန်နဲ့ဒီမိုချန်တို့ဒီဟော့ဖန်ဟိန်းတို့လီပါကူဇင်တို့ဒီကောင်တွေကနှလုံးသုံးလုံးလေးလုံးတွေတွင်းသွားလို့ကဂိုပေါင်းအပေါ်ကြီးတက်နေအော်ဒီနေ့မှယူနီယံပါလင်ကလည်းဒါအဝေးကွင်းဆိုအိမ်ကွင်းလောက်ကျွန်တော်တို့ကယုံကြည်အားကိုးလို့မရတဲ့အနေအထားမှာဂိုပေါင်းအောက်လေးရလှတယ်ပေါ့နော်တခုတော့ရှိရဲ့ ဒီ live clip ပွဲအစောပွဲဂိုးပေါင်းအောက်သွားခင်းရင်တော့ဒီပွဲကအပေါ်တက်လာနိုင်ခြင်းများတယ်နော်အဲကြီးနဲ့လှည့်ထားရဲဆိုတော့ကျွန်တော်အခုကကြီးနဲ့ကြီးလိုက်လို့အပေါ်အောက်ကိုကျွန်တော်ကဒါ live clip ပွဲအပေါ်သွားနိုင်တယ်ဒီစိတ်ပေါ်ဒီပွဲအောက်သွားတယ်ဒါမျိုးကျွန်တော်ခံမှန်းလို့ရတယ်ပေါ့နော်ဒါပေမဲ့တကယ် reset ဒီကန်တဲ့အခါမှာ9နိုင်မှာ live clip ပွဲအပေါ်တက်သွားတာမဟုတ်ဘဲနဲ့အောက်သွားတယ်ဆိုရင်ဒီစိတ်ပေါ်ဒီပွဲကိုအောက်ကိုမကစားနေတော့နှစ်ပွဲလုံးအောက်တာတော့ရှားတယ် နော်နှစ်ပွဲလုံးအပေါ်သွားတာရှားတယ်အောက်သွားတာရှားတယ်တပွဲအပေါ်တပွဲအောက်ဒီလိုလေးပဲသွားတာများတယ်ပေါ့နော်အဲ့ဒီတစ်ချက်တော့မှတ်ထားပြီးပါအဲ့ဒီပွဲမှာတော့ဂိုးပေါင်းအောက်လေးပဲကျွန်တော်ကြိုက်ပါနော်အော် body မှာဆိုရင်တော့စိတ်ပေါ်လီကလက်ရှိအမှတ်ပေးစရာမှာအဆင့်16 junior berlin ကအဆင့်17အဲ့16ကနေ17ကိုလှန်ကြီးပေးတာဆိုတော့ကျွန်တော်ဒီပွဲမှာတော့ဒီအောက်အသင်းစိတ်ပေါ်လီကိုကြိုက်တယ်အဲစိတ်ပေါ်လီနေတဲ့တန်းသင်းဆောင်ထဲမှာရက်တီနေရာဖြစ်တဲ့ဒါယုံလာမယ်လို့ယူဆတယ်အော်စိတ်ပေါ်လီ မရှုံးလောက်ဘူးလို့ယူဆတယ်အဲ့တော့ပြားနဲ့စင်ရင်ပြီးတော့တေလောက်တော့အနည်းဆုံးရမယ်လို့ယူဆတဲ့အတွက်စင်ဘော်လီဘော်ဒီလေးကိုပိုကြိုက်တယ်ပေါ့နော်အော်စင်ဘော်လီနဲ့ဂိုးအောက်ပေါ့နော်အဲဂိုးအောက်ကတော့လိုင်းစင်ပွဲလေးတစ်ချက်ကြည့်ဖို့ကြံပေးထားပါတယ်နော်အော်ဒီဖိုင်ကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဖိုင်ကြမှာဒါ စပိန်လာလီဂါပြည်နေလီဂူဝန်ပွဲစဉ်ကြောင့်တုံ့တက်ပေးပါမယ်เนาะအဲ့တော့ညနေကြအားလုံးပြန်တွေ့ကြမယ်ကျွန်တော် Viber Free Channel Telegram Free Channel ရှိပါတယ်ကိုမမ link link ချပေးထားပါတယ်ပြီးတော့ကျွန်တော် Channel အသစ်ဖြစ်တဲ့ Manu ပွဲစဉ်တွေကိုပဲတည်တံ့တုံ့တက်ပေးမယ် Direct Analysis ဆိုတဲ့ Channel link လေးလည်းကျွန်တော်ချပေးထားပါတယ်အဲ့ Channel link link အသစ်ကိုလည်းဒါ Subscribe လေးလုပ်ပေးထားပါဦးမလဖန် Manu ပွဲစဉ်ကိုကျွန်တော်အဲ့မှာပဲတင်ပေးမှာဖြစ်ပါတယ်เนาะ တော့ညနေကျရင်ကျွန်တော်မနေ့ကလိုပဲဒါမောင်လေးပြန်ပေါက်ချင်းနဲ့အာနှစ်ရက်ဆက်လေးမောင်းပေါက်တော့လည်းမဆိုးဘူးပေါ့နော်အဲ့တော့မနေ့ကလိုပဲ member fee ရောအကုန်လုံးပြန်လဲအနိုင်ရရှိအောင်ကြိုးစားပေးပါမယ်အဲ့တော့နှစ်ရက်ဆက်နိုင်တော့ကျွန်တော်တို့လည်းပို့ပြီးတော့အပေါင်းပြတော့ပါပြီးတော့ကျွန်တော်ဂျာရမှာ champion league လေးလာမှာဆိုတော့တောက်ချောင်းတောက်ချောင်းဒါနေရင်းနိုင်ဝါလေးလေးပူကောင်းလေးပေါ့နော်အော်ဒီနေ့တော့ဒီလောက်ပါကျွန်တော်နောက်ပြီတို့ကျွန်မအားလုံးပြန်လဲတွေ့ဆုံကြပါမယ်အားလုံးအဆုံးကြီးကြီးပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေအားလုံး good luck ပါခင်ဗျာ